ဒီနေရာမှာမေးစစ်လို့ထင်နိုင်ကြရှိတာအဒီဘက်ကဘာလာရောဒီဘက် Redmi လိုမျိုး performance ကျမ်းပါဆိုရင်ဖုန်းတစ်လုံးနဲ့ကွန်ပျူတာစင်လောက်တာတော့လုံပါတယ်ကွာဆိုပြီးတော့ tree count တွင်းလိုက်တယ်ဒါပေမဲ့ video ကိုအဆုံးထိကြည့်ယူရမယ်ဆိုရင်တော့ဘာလို့လဲအဖြေကိုသိသားတယ်အခုကျွန်တော်လက်ထဲမှာ folding နှလုံးတော့ရောက်ပထမတစ်လုံးက Redmi Note series ရဲ့အချမ်းဆုံးမှာ Redmi Note 40 Pro Plus ရဲ့နောက်တစ်လုံးကကျတော့ official global ထဲအောင်မှာ camera ဘိုင်းအသားပေးထွက်လာတာပေါ့ဒါပေမဲ့ဈေးကွက်တွေမှာဆိုရင်တော့သူက Aurora ကောင်းနေဆိုပြီးနာမည်ကြီးနေဆိုတော့ဒီနေ့မှာ default နှလုံးကို comparison တွေပေးတော့မှာဖြစ်ပါတယ်ဈေးနှုန်းရကြည့်မယ်ဆိုရင် Redmi Note 40 Pro Plus က12သိန်းဝန်းကျင်မှာရှိရယ်တက္ကသိုလ်ကမ္ဘာ30 Premier ဆိုတော့14သိန်း9900ဝန်းကျင်မှာရှိရယ်ဆိုတော့ဇင်းလုံးလေးတွေကတော့အချိန်နဲ့မျှအပြောင်းလေးတွေကတော့ရှိနိုင်တယ်ဒီဇိုင်းမမှန်ဆိုရင်တော့ Redmi Note 40 Pro Plus ကတော့ရှင်းတယ်လေးလုံးမဆန်တဲ့လေးလုံးပုံစံကင်မရာဘက်နဲ့မှာကင်မရာလေးလုံးပုံစံမျိုးကိုသွားပြတာရယ်နောက်ကျတော့တော့တူတုံးကာလာပုံစံမျိုးနဲ့ဆင်းမဲ့ဖြစ်တဲ့ဘက်ကိုသွားတယ်တက္ကသိုလ်ကမ္ဘာ30 Premier ရဲ့ဒီဇိုင်းကအခုနောက်ပိုင်းအတွေ့များလာတဲ့လေးလုံးပုံစံကင်မရာဘက်နေတဲ့ဆားလို့ရှိရင် Premium လုတစ်ခုကိုရတယ်အရှိကထုတ်ခဲ့တဲ့ကမ္ဘာ30လိုဒီဇိုင်းမျိုးပဲအရင်ကြီးချင်းချက်ပြသွားတာမျိုးမရှိ ီပဲနဲ့ကင်မရာ၃လုံးကိုမှအပေါ်ဘက်မှာဓာတ်ပုံနဲ့ဗီဒီယိုရိုက်တဲ့အခါမီလင်းစေတဲ့ reason light လို့ခေါ်တဲ့အနေအောင်လေးထည့်ပေးရတယ်။ဒီချက်ကိုကြည့်မယ်ဆိုရင်ဒီဖုန်းကကင်မရာဗီဒီယိုအသားပေးရိုက်မဲ့သူတွေဆိုတာမျိုးမသိမသားလေးပြတာပဲ။ဆိုတော့ကျွန်တော်အများကြီးတော့မပြောတော့ဘာလို့ဆိုတော့ဗီဒီယိုနဲ့တယောက်ကအကြိုက်ချင်းမတူနိုင်တဲ့အတွက်ဆိုတော့ကျွန်တော်တဝူတယောက်တဲ့အနေနဲ့ကြည့်မယ်ဆိုရင်တော့ creative ဖြစ်တဲ့ပုံကိုပို့ပြီးသွားပေးထားတဲ့ Techno Common 3 Premier design ကိုပို့ပြီးတော့မှသဘောကျတယ်။ဒီဖုန်းဒီပိုင်းမှာဆိုရင် Redmi Note 40 Pro Plus မှာကဒီဖုန်းရဲ့အရှိတ်အဖက်ရောအနောက်ဘက်ရောကိုကျွန်တော်တို့ flagship စီတန်းတစ်ခုမှာပဲတွေ့ရလိမ့်ရှိရဲ့ connect cable လာ ဖလက် fitness crew ကိုတုံးမိထားတယ်လို့ကျွန်တော်တို့ဖုန်းကိုအမြင်ကနေတိုးကြတဲ့အခါမှာထိခိုက်မှုနည်းစေဖို့အတွက်ဆိုပြီးတော့သူတို့ဖုန်းရဲ့ down tone လေးတွေကို polymer cushion တုံးမိထားတယ်။ဖုန်းရဲ့အထူအနေနဲ့က8 mm အထူရှိပြီးတော့အလေးချိန်အနေနဲ့က210 gram အလေးချိန်ရှိအဲ့တော့ကန်ရတဲ့ hand feel နဲ့ဘိုင်းမှာကအဝေးလေးကနည်းနည်းလေးတော့ဆေးရတယ်။ ambient ဘိုင်းမှာဆိုရင်ဒီဖုန်းမှာက MB68 ကိုတုံးမိထားတယ်။ဒါပေမဲ့သူကတုံးမိထားတဲ့ MB68 ကတမျိုးလေးကျွန်တော်ပုံမှန်မြင်တွေ့ရတဲ့ရှိတဲ့ MB68 ဆိုတာက JNF 115 meter အနက်မှာ9ဝက်လောက်ရေးစိုက်တန်းခံတယ်။ဒါပုံမှန်ပဲ။ဒါပေမဲ့ ဒီဖုန်းမှာကြတော့ဂျင်နဲ့2မီတာအနက်မှာ24နာရီတည်းရေးစိတ်ခံရလို့သိရတယ်။ Techno Common 3 Premium မှာကြတော့သူကဘေးဖရင်ကိုကြတော့မှတ်တယ်။နောက်ကျောဘက်ကိုကြတော့ Vegan Leather ဘက်နဲ့တုံးပေးထားပြီးတော့အရှိတ်ဘက်ကိုကြတော့ Corning Gorilla Glass 5ကိုတုံးပေးထားတယ်။အာသူတို့ဟို Vegan Leather ဘက်ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ခံရတဲ့ hand feel လေးပိုင်းမှာတော့မြင်ရတဲ့ first look မှာတည်းဒီဖုန်းက Premium ဆန်တယ်ဆိုတဲ့ခံစားချက်မျိုးကိုပေးနိုင်တယ်။ဖုန်းရဲ့ဂျူနေနဲ့က 3.9mm အထူးရှိပြီးတော့အလေးချိန်အနေနဲ့က110 grit အလေးချိန်ရှိတယ်။ IP rating ပိုင်းမှာဆိုရင်တော့ IP54 ဖုန်းတက်ဆာဝါတာရက်စစ်ကံကိုတုံးမိထားရတယ်ဒီဖုန်းကအာခုနရေတံတော့ခံနိုင်တယ်ဆိုပေမဲ့ရေစိမ်းတံတော့မခံအောင်ကိုင်းတဲ့ဟန်ဖိနေပိုင်းမှာကလေသာဘုတ်ကိုတုံးမိထားတဲ့အတွက်ကျွန်တော်တို့ပုံမှန်ဖုန်းတွေမှာခံရတဲ့အခါမှာရတဲ့ခဏချက်မျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့တခြားကလည်းရှာတတ်တခြားဘုံမျိုးတွေတွားပေးရတယ်ဝိတ်ကတော့ကျွန်တော်ခံရတဲ့အခါမျိုးမှာကျွန်တော် Redmi Note 14လိုမျိုးပဲခံရတာအရင်ကြီးတက်တော့တက်တာဖြစ်တဲ့အထက်မှာတော့မပါဘူးဆိုတော့ဒီဖုန်းနှလုံးရဲ့ဘေးကွက်လေးဒီပိုင်းနဲ့ပတ်သက်လို့အနည်းချုပ်ပြောရမယ်ဆိုရင်ဖုန်းနှလုံးမှာတုံးမိထားတဲ့ material တွေကအကောင်းကျတယ်ဆိုပေမဲ့ဝေလေးကတော့နည်းနည်းလေးစီးရဲဒါပေမဲ့ အကျန်းခံမှု durability ဘိုင်းနဲ့ပတ်သက်လို့ရှိရင် Redmi Note 40 Pro Plus ကတိတိတာပိုကောင်းနေရမျိုးတွေ့ရတယ်။ဆိုတော့ဒီအပိုင်းလေးမှာတော့ဒီ Technocommon 30 Premium ထက်စားလို့ရှိရင် Redmi Note 40 Pro Plus လေးကိုပို့ပြီးတော့မှသဘောကျမိတယ်။ Display ဘက်မှာဆိုရင် Redmi Note 40 Pro Plus မှာက6.67 inch Quad-Core AMOLED Display, 68 Brilliant Color Dolby Vision, HDR Tablet, Full HD Plus Resolution, Refresh Rate Wide-Angle Has အပြင်ကို Maximum Peak Brightness က၄ဖုန်းမှာ3000 nit ထိတုံးမိရတယ်။ Redmi ဖုန်းတွေရဲ့ထုံးစံအတိုင်းပဲ Display Specific notification တွေကရုပ်သက်မြအောက်မှာပြီးတော့သူ့မှာသုံးမိတာတွေ၃တော့နဲ့ဆိုတာကကျွန်တော်တို့အိမ်ထဲမှာပဲသုံးသောအိမ်ပြင်မှာပဲသုံးသောလုံလောက်တဲ့ပမာဏလို့ပြောလို့ရတယ်။ Techno Common 3 Premier ရဲ့ specification ကိုပြောရမယ်ဆိုရင်7 by 77 inch ကိုမှ LED OLED display 1 billion color HDR refresh rate က120 Hz အပြင်ကိုမှ 1.5K resolution နဲ့လာမယ်။ So display specification နဲ့ပတ်သက်လို့ကတော့ဖုန်းနှလုံးလုံးမှာကဘာမှအပြည့်အဝဝေဖန်စရာမရှိတဲ့ display တွေကိုသုံးမိရတယ်။ဒီတော့မှကျွန်တော်သဘောကျတစ်ခုကဒီ Techno Common 3 Premier မှာသုံးမိထားတဲ့ LTPO OLED display ဆိုတာပဲပုံမှန်အမြင်တော့ဒီ LTPO ဆိုတာမျိုးကကျွန်တော်တို့ flagship ဖုန်းတွေမှာပဲတွေ့လေးတစ်ခါရှိရဲတင်ကနန်းတခုဒါပေမဲ့ဒီဖုန်းမှာတော့ထူးဆန်းတာပဲ15သိန်းဝန်းကျင်လောက်နဲ့ LTPO OLED display သုံးမိတဲ့ချာချာပါပါဖုန်းလို့ပြောလို့ရတယ် LTPO OLED display ဖြစ်တာအတွက်ကျွန်တော် secondary battery မှာဆက်အနေဆုံး 1Hz speed သုံးရမယ်အဲ့အတွက် battery ဘိုင်းမှာဆိုလို့ရှိရင် battery efficiency ဘိုင်းမှာသူကပါကောင်းနေရော Redmi Note 40 Pro Plus မှာတော့ Full HD resolution အတင်ပေါ်မှာအဓိကတော့ဒီဖုန်းရဲ့ display color setting ထဲမှာ color accuracy ဖြစ်ဖို့ကိုကျွန်တော်တို့က P20 screen standard ပဲရှင်းမလားအစချင်းမီ standard ပဲရှင်းမလားတိုက်တဲ့ standard ရေးဆုံးလို့ရအောင်လုပ်ပေးရတယ်တခြားသော spec တွေအနေနဲ့ကတော့အရင်ကြီး different ဖြစ်နေတာလို့မတွေ့ရအောင်ကျွန်တော်ရုပ်ရှင်တွေကြည့်ရတဲ့အခါကြားလို့ရှိရင် shark net ကောင်းတယ် control ကောင်းတယ်ဆိုတာမျိုးသွားတွေ့ရတယ်ဆိုတော့ display ဘက်နဲ့ဖတ်သွားလို့ကတော့ LDP ကို AMOLED display သုံးပေးထားတဲ့ Technology Common 3 Premier လေးကိုပို့ပြီးသဘောကျရဲ့ဆိုရင်လည်းဒီအပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့က phone လုံးကိုတော်တော်လေးမှသဘောကျမိတယ်ကင်မရာအနေနဲ့ကတော့ Redmi Note 40 Pro Plus မှာက OIS စနစ် power နဲ့50 megapixel main camera 50 megapixel telephoto ်လမ်းရဲ့8 megapixel ultra wide ရဲ့စပီကင်မရာဘိုင်းမှာတော့20 megapixel ကိုသုံးမိထားတယ်ကျွန်တော်စမ်းပြီးရိုက်ကြည့်ခဲ့ရသလောက်ကတော့ tilt ထွက်ကောင်းတယ် shadow ဘိုင်းမှာနည်းနည်းလေးတော့များတယ် jelly ပုံတွေက over saturate ဖြစ်မှာသွားပဲနဲ့ natural sun နဲ့ပုံကိုပို့ပြီးတော့မှသွားတယ်20 megapixel telephoto က zoom in ကို 30h zoom လို့ရမယ် 30h နဲ့ jelly ရဲ့ပုံတွေမှာကဒီလေးတော်တော်လေးဟိုမှာကျန်တယ်ဘာမှအပြည့်ပြောစရာမရှိဘူး8 megapixel ultra wide ကတော့ပုံမှန်ပဲပုံမှန် mirror phone တွေမှာသုံးမိထားတဲ့ quality မျိုးပါပဲဘယ်နဲ့မှသွားသိတာလဲဆိုရင်ကျွန်တော်တို့ main lens နဲ့ရိုက် က်တဲ့ပုံနဲ့အာထာဝိုင်းနဲ့ရိုက်တဲ့ပုံဒီနှစ်ခုရှင်လိုက်တဲ့အခါမှာတော်တော်လေးမှသိသားတယ်ဒီဖုန်းရဲ့အာထာဝိုင်းကတော့တာမန်ဆိုတာမဟုတ်ဘူးတက္ကသိုလ်ကမ္ဘာတရပရီမီယာမှာကချမ်းမာတယ်ဆိုတော့ Sony IMX 890ကိုတုံးပေးထားတဲ့15 megapixel main camera ရဲ့15 megapixel periscope telephoto ရဲ့15 megapixel ultra wide camera ရဲ့15 megapixel selfie camera စုစုပေါင်းကင်မရာလေးလုံးထပ်သွင်းတက်ဆင်ပေးထားတယ် main လား15 megapixel နဲ့ရိုက်တဲ့ပုံတွေကအပြင်ရုပ်ထပ်မှာ color pose ပြီးတော့ brand အပိုင်းမှာလည်းသူက handle လုပ်နိုင်တာမျိုးတွေ့ရတယ်။ Periscope telephoto နဲ့ရိုက်မယ်ဆိုရင်တော့ optical zone ကို 38, digital zone ကို68ထိရိုက်လို့ရမယ်။ရိုက်ချင်တဲ့လောက်ကတော့48လောက်ထိက detail ကောင်းကောင်းကြံသေးရဆိုရင်ပဲ68အထိ zone ဆက်ရမယ်ဆိုရင်တော့နည်းနည်းဝါလာပြီးတော့ detail ကတော့သိမ့်မကြံတော့ဘူး။ ultrawide ရိုက်မယ်ဆိုရင်တော့140 degree အထိကြံအကျယ်ရမယ်။ရိုက်ချင်တဲ့လောက်ကလည်းမစိုးဘူး။အဓိကတော့အပြင်ရိုးထားတဲ့ color pool ဆိုနေရပဲ။ဘယ်လိုမျိုး over saturate ဖြစ်နေရမျိုးလည်းမဟုတ်ဘူး။ပြတ်ဒီဘုံမှာတုံးမိထားတဲ့ lens flare အကောင်တော့ကကျွန်တော်ပေါ်ပဲပဲတစ်လုံးမှမပါဘူး။ပါလာတဲ့ lens flare အတွက်ဆိုလို့ရှိရင်သူက15 megapixel ဒီတုံးမိထားတယ်။ဆိုတော့ megapixel အဲ့ဒါ available လို့ဆိုရင်လည်းကျွန်တော်တို့ အပေါ်မှာပြောခဲ့တဲ့ Redmi Note 40 Pro Plus မှာလည်းမျိုး 8MP Ultra Wide ပုံမှန်နေတဲ့တော့ဘာနဲ့နေပြန်ကြည့်ရရှိပြလို့ရှိအောင်ကျောင်းဆိုတော့ Canon Camera 3 Premium မှာတုံးမိထားတဲ့ Prinsco Telephoto Lens ဆိုတာကကျွန်တော်ပုံမှန်အဖြစ်တော့ flagship ဖုန်းတွေမှာပဲ Trinity Data ရှိရဲအာခုလိုမျိုးညောင်းပြောမယ်ဆိုရင်ကျွန်တော်တို့ iPhone 16မှာတုံးမိထားတဲ့ Lens တွေထဲမှာ Prinsco Telephoto Lens ပါဝင်တယ်။ Selfie Camera ဘိုင်းမှာတော့ Redmi Note 40 Pro Plus ကကွန်ထက်ကောင်းတယ်။ဇဗင်အယောင်တွေအင်ဂျင်တွေမှာပို့ပြီးတော့မှသိတာတယ်။ပုံကိုဇွန်ဆက်ကြည့်မယ်ဆိုရင်တော့ဒီဒီအများကြီးကျန်တယ်။ Telephoto Camera 3 Premium မှာ ါတော့သူက natural sun နဲ့ပတ်ကိုပို့ပြီးတော့မှသွားတယ်အပြင်ရုပ်ထည်အတိုင်းပဲထွက်လာတာ color by နဲ့ pattern လို့ Redmi Note 40 Pro Plus မှာလိုမျိုးသိပ်ပြီးတော့ frame လို့တာ Redmi Note 40 Pro Plus ကိုရိုက်လိုက်တဲ့အခါမျိုးမှာချောသွားတာမျိုးတွေ smooth ဖြစ်သွားတာမျိုးတွေသိပ်မရှိဘူး selfie camera ဘက်မှာတော့ရိုက်လိုက်တဲ့အခါမျိုးမှာအပြင်ရုပ်ထည်အတိုင်းထွက်လာတာကိုသဘောကျတယ် natural sun နဲ့ပုံတွေကိုသဘောကျတယ်ဆိုရင်တော့မိတ်ဆွေကဒီ Technocamon 30 Premier လို့ကိုသဘောကျတယ်ဒါမှမဟုတ်မိတ်ဆွေကပုံရိုက်လိုက်တဲ့အခါမျိုးမှာချောသွားတာမျိုးတွေ smooth ဖြစ်သွားတာမျိုးတွေကိုချိန်တယ်ဆိုရင်တော့ဒီ Redmi Note 40 Pro Plus လေးကအကျိုက်ပြည့်စေလိမ့်မယ်ဆိုတော့ဒီဖုန်းနဲ့ camera ဘက် နဲ့ပတ်သက်လို့အနည်းချုပ်ပြောရမယ်ဆိုရင်အာကင်မရာရက်ဆက်တွေရိုက်ခဲ့ရတဲ့ကင်မရာရက်ဆက်တွေအရတော့ Techno Camera 3 Premier ကပိုကောင်းနေရမယ်တွေ့ရတယ်။ဒါပေမဲ့ Sony ကင်မရာဘိုင်းမှာဆိုလို့ရှိရင်တော့ Megapixel ဘိုင်းမှာ Techno Camera 3 Premier ကပိုများတယ်ဆိုရင်လည်းကျွန်တော်အနေနဲ့ကဒီ Redmi Note 40 Pro Plus ရဲ့ Sony ကင်မရာဘိုင်းကိုပို့ပြီးတော့မှသဘောကျမြင်တယ်။ဆိုတော့အနည်းချုပ်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီဖုန်းနှလုံးမှာကင်မရာဘိုင်းနဲ့ပတ်သက်လို့ကတော့ Techno Camera 3 Premier လေးကိုပို့ပြီးတော့မှသဘောကျမြင်တယ်။အဆိုဒီဘိုင်းမှာဆိုရင်တော့ Redmi Note 40 Pro Plus မှာက Snapdragon 7 Gen 3 4nm ကိုတုံ့ပြန်ထားပြီးတော့တက္ကနိုကမ္မသရေပရီးမီယာမှာကျတော့မီဒီယာထက်ရဲ့ Timeless ရဲ့ရှစ်ရက်နေရာ Ultimate 4နာနိုမီတာဆိုတဲ့ SOC ကိုတုံ့ပြန်ထားတယ်။ Andrew Scott ရဲ့ Benchmark နဲ့ကျတော့ Damascus ရဲ့ရှစ်ရက်နေရာ Ultimate ဆိုတာက Snapdragon 7S Generator ပိုကောင်းတယ်။ဆိုတော့ Game Show မဲ့တွေအတွက် Redmi Note 40 Pro Plus ရဲ့ Game Setting တွေအနေနဲ့ကတော့ဒီဘက်လိုက်ကြောင့်လို့ဆော့မယ်ဆိုရင် Graphic ကို High Refresh Rate ကို High ကြည့်ရအမြင်ဆုံးရအောင်မယ်။ဒါလည်း Snapdragon 7S Generator ဆိုတာကကျွန်တော်ထပ်ထားတာသိမှကြားသေးရဖြစ်တဲ့အတွက်လက်ရှိ Mobile Legends မှာဆိုရင်တော့ဒီလောက်ပဲရအောင်မယ်။နောက်ပိုင်းမှာဆိုတော့ဒီထက်ပိုရဖို့ရှိရတယ်။ မှာဆိုရင်တော့ graphic ကို smooth မှာထားဆိုမယ်ဆိုရင် frame rate ကို extreme ထားဆိုလို့ရမယ်အထော HD ကထားမယ်ဆိုရင်တော့ ultra ri ထားဆိုလို့ရမယ်တကယ် commodity premium မှာတော့ mobile နဲ့ကြောင်းဆွမယ်ဆိုရင် frame rate ရော graphic ရောက ultra ri ရတယ်ပတ်ကြည့်မှာဆိုရင်တော့ graphic ကို smooth မှာထားဆိုမယ်ဆိုရင်တော့ frame rate က extreme plus ကြီးရတယ်တကယ် graphic ကို ultra HD မှာထားဆိုမယ်ဆိုရင်တော့ frame rate ကို ultra ri ရမယ်ကျွန်တော် sensor ကြည့်ခဲ့ရတော့ဆိုလို့ရှိရင် gaming smooth ဖြစ်မှုပိုင်းမှာဆိုရင် technical commodity premium ကပိုကောင်းတယ်လို့ဖုန်းနှလုံးရဲ့ gain set တွေနဲ့အရာရော performance ဘိုင်းအရာရောကျွန်တော် နဲ့ကတက္ကနိုကမွန်တရီပရီမီယာကိုပို့ပြီးတော့မှသဘောကျမိရယ်။အော်ဒီဘက်မှာဆိုရင်တော့ဖုန်းနှလုံးမှာကစတီရိုစပီကာကိုသုံးပြရတယ်။အအတူတူပဲလို့ထင်ရမယ်။မတူတာကတက္ကနိုကမွန်တရီပရီမီယာက Dolby Atmos နဲ့လာတယ်။သူကသူက Dual Stereo Speaker ဖြစ်သွားတယ်။အအော်ဒီဘက်နဲ့ပတ်သက်လို့ကျွန်တော်စမ်းကြည့်ခဲ့ရသလောက်ဆိုလို့ရှိရင်လည်းအတန်တော့တွေကကျဲတယ်ကြည့်ရဆိုတာမှပဲ။ဘယ်ဖုန်းကတော့ပိုကောင်းတော့မှတယ်ဆိုတာမျိုးကိုကျွန်တော်တို့သိမတွေ့ခဲ့ရ။ဆိုတော့အော်ဒီဘက်နဲ့ပတ်သက်လို့ကတော့ကျွန်တော်အနေနဲ့ကဒီဖုန်းနှလုံးကို level down အတူနေနဲ့သတ်မှတ်ပေးခြင်းတယ်။ဒီဘက်မှာဆိုရင်တော့ Redmi Note 40 Pro Plus မှာက 6ရက်နေ့က MH Battery အပြင်ကမှအမြန်အားသင့်စနစ်အနေနဲ့က90 watts နဲ့လာမယ်။ Tecno Camon 3 Premium ကပုံမှန် standard 900 mAh battery ကိုမှ70 watt ဖက်ချခြင်းနဲ့လာမယ်။ battery ဘက်မှာဆိုရင်တော့ charging weight ရော battery amp ရဘိုင်းမှာရောကသူက ခြားတော့နေရာ MS Battery ကမှ91%ဆိုတော့ Tecno Camon 3 Premier ထက်ဆောင်လို့ရှိရင်သူကပို့ပြီးတော့မှအတုံးခံလို့ခြားရင်ဘက်ကလည်း fail ဖြစ်တယ်လို့ပြောလို့ရတယ်ဆိုတော့ Battery Life နဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်အနေနဲ့က Redmi Note 40 Pro Plus လေးကိုပို့ပြီးတော့မှသဘောကျမိတယ်ဗီဒီယိုလေးကိုဒီလောက်ထိကြည့်ပြီးသားမယ်ဆိုလို့ရှိရင်တော့ဒီဖုန်းအလုံးမှာဘယ်ဖုန်းကတော့ဘယ်လိုမျိုးအားသာချက်တွေဘယ်လိုမျိုးအားနည်းချက်တွေရှိမလဲဆိုတာကိုသိသားမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်အနေနဲ့ကတော့ဘယ်ဖုန်းကိုဘယ်လိုမျိုးဝယ်ပါဆိုပြီးတော့ညှိနှိုင်းမှမဟုတ်ဘာလို့ဆိုတော့ဖုန်းအလုံးလုံးကတော့သူ့ဟာနဲ့သူကောင်းတယ်သူ့နေရာနဲ့သူအားသာချက်အားနည်းချက်လေးရတော့ရှိနေတယ် မင်းစီတို့အနေနဲ့ကဒီဘုံနှလုံးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲကိုယ့်အထင်အမြင်လေးတွေကဒီဗီယိုရဲ့ comment အောက်မှာဝင်မှတ်ပေးသွားလို့ရတယ်လို့ဒီဘုံနှလုံးကိုချန်နယ်သက်လို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ AP1 မှာကိုယ်တိုင်စမ်းသပ်ဝယ်ယူသွားလို့ရတယ်ပြီးတော့နောက်ဆုံးတစ်ခုကြံခဲ့တာကကြတော့ဘုံနဲ့ပတ်သက်ပြီးတော့သိကျင်တဲ့အကြောင်းအရာဘာပဲရှိဒီဗီယိုရဲ့ comment အောက်မှာဝင်မှတ်ခဲ့ကျွန်တော်အကုန်လုံးကိုဖြည့်ပေးသွားပါမယ်လို့ပြောနေတယ်ပဲကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုဒီမှာပဲကျွန်တော်ခွင့်ပြုပါတရှိပေးခဲ့ကြတဲ့ပေါ်တာတွေတယောက်ချင်းတိုင်းကိုကျေးဇူးအထူးတင်ရှိပါလို့ပြောနေတယ်ပဲကျွန်တော်နောက်ပြီးတော့မှပြန်တွေ့ကြပါဦး